ဒီခြေလီငါးခေါင်းလားဒါကိုဘယ်လိုခေါ်တာလဲတော့မသိဘူး။ထိုင်းမှာတော့အရင်ခေတ်စားတယ်။အရင်ခေတ်စားတဲ့သူ့ကိုကျမတို့ကရင်ွေးခဏဖြော်ပြီးတော့မှစီဖူးဆော့နဲ့ပြန်စားတာပေါ့နော်။အခုကကျမကသူ့ကိုအာရင်နဲ့ငါးခေါင်းခြောက်ခေါက်လောက်အငံလေးကြောက်အောင်ဆီလိုက်မယ်။ပြီးရင်ဒီဘက်ကရင်ွေးနဲ့အာ second 30လောက်ဖြော်လိုက်မယ်ပေါ့နော်။တမိနစ်တောင်မရှိဘူးနော်။ခဏလေးပဲသူ့ကိုအကမ်းဖြော်ပေးမှာပေါ့နော်။အခုရင်ွေးစုပြီးဆိုတော့ကျမစပြီးထည့်ပါမယ်။ ူကရေနေသေးကိုထည့်လိုက်တာနဲ့ချက်ချင်းတန်းပြီးတော့မှအောင်အားရပါတော့။အဲ့ဒါကိုဒီဘက်မှာလည်းဂျာတော့ရေရေရေပြင်ထားပါတော့။ရပြီ။ရေရေလေးကိုထည့်ပါမယ်။ ซีฟู้ดซอสလုပ်ပါမယ်တက်တွန်ဖြူငရုတ်တီဂျပန်ရတာမဟုတ်ထဲတယ်ချုံမုတ်ဆိုင်အချုံမုတ်ထဲပေါ့နော်ကျွန်မမစားတော့ဂျပန်ရတာမဟုတ်ထဲတယ်နည်းနည်းပင်လေးပါနည်းနည်းထဲထောင်ပေါ့နော်တမယာဒီလေးညစ်ထဲတကြာနင်းရဲ့ထဲပြီးရင်ငံပြရဲ့လေးထဲပြီးတော့အားလုံးကိုမွေလိုက်မယ်ဆိုလို့ရှိရင်တော့ซีฟู้ดซอสလေးရမှာဖြစ်ပါတယ်ရှင်ကျေးဇူးဆိုလို့ရှိရင်ဒီမှာရတော့ပြီပေါ့เนาะ seafood sauce လေးနဲ့တို့စားပါမယ်ရှင် စကြပါအောင်ရှင်သူရရတာကကျွန်မတို့ရတာဗာရတာမှမရှိဘူးတို့ပဲမဲ့သူကအဝါလိုက်လို့ရှိရင်ကျွတ်ကျွတ်ကလေးနဲ့ပေါ့နော် sauce ကောင်းရင်သူကစားလို့ကောင်းတယ် sauce မကောင်းရင်တော့သူ့မှာဗာရတာမှမရှိဘူးအဲ့ဒါလေးရရှိတာပေါ့နော် နောက်တစ်ခုထပ်ပြီးတော့စပြပါမယ်ခေါင်းက၃ခုပါတာပေါ့နော်ဒီနှစ်ခုကကျွန်မအခုစလိုက်တဲ့နှစ်ခုကသူကအသေးဒါအကြီးတကောင်ပေါ့နော်ဒီ၃ခေါင်းကိုကျွန်မကဘတ်199ဘတ်ပေးရတယ်ပေါ့နော်အရသာကတော့ခဏကတော့စာကြည့်တာဒီရဲ့ jelly ၅ခေါင်းကသူကအရသာမရှိကိုက seafood sauce ကကောင်းရင်ကောင်းတယ်လို့အရသာကောင်းတာပေါ့နော် အဲ့လိုလေးပဲရှိပါတယ်။ကဲထပ်စားပါမယ်။ဆော့အချူနဲ့အာစားကြည့်ပါမယ်နောက်တစ်ခု။ဒီတော့ကို199ဆိုတော့တန်လားဆိုရင်ကျမအနေနဲ့ပြောမှဆိုရင်ပေးရတဲ့ဈေးနဲ့စားရတဲ့အရာတန်နဲ့ကတော့မတန်ဘူးပေါ့နော်။ဒါပေမဲ့လည်းစားကြည့်ကြပါဘလို့လေဆိုတော့တည်သွားအောင်လို့ပေါ့နော်။ ကျမကတော့ဒီအချုံနဲ့တိတ်မကြိုက်ဘူး။ချင်းရံဇက်လေးပဲကြိုက်တာ။ဆက်ချက်ပါအောင်။